Writer series ဟာအခြေခံနေပြီးတော့တနေ့နဲ့တနေ့ပိုပြီးများလာပြီးတော့စာပိုက်ဒီနိုင်တဲ့အထိကိုသွားမှဖြစ်တဲ့အတွက်ကြောင့်နေတိုင်းမကျော်ဘဲနဲ့တဆင့်စီတက်ဖို့ဆရာတွေကနေပြောချင်ပါတယ်။ ကဲဒီနေ့သုံးမဲ့ပုံစံလေးရတော့ subject လာမယ်ပြီးရင် linking verb လာမယ် linking verb ဆိုတာကသူ့နောက်မှာဘာ life လို့ရှိလို့လဲဆိုရင် adjective life လို့ရှိလို့အဲ linking verb ဒီ adjective ဆိုရတော့ဒီဖြစ်အောင်ပြောင်းနိုင်တယ် verb to be အုပ်စုဖြစ်တဲ့ msr နဲ့ဒီ words were လည်းဖြစ်နိုင်တယ်နောက်ဖြစ်လာသည်လို့ဘာလို့ဒီမှာဆိုတဲ့ become လို့ဘာလို့လည်းဖြစ်လာဖြစ်နိုင်တယ်ပုံပွဲဆိုရ look တို့နော်အရသာရရဲ့ဆိုရ taste တို့နော်နောက်အနံ့ရရဲ့ဆိုရ smell တို့ပုံပေါ်တဲ့ same ဆိုတာရှိသေးတယ်အဲဒီလုံးနေလည်းဖြစ်နိုင်တယ်ဒါ linking verb complement ကကြတော့ရှေ့မှာဒါဒီ complement တစ်လုံးနဲ့တင်ပေးမှုတယ်သူကဘာလို့လဲဆိုဖြည့်မှာဘယ်သူ့အလန့်ဖြည့်မှာလဲဆိုဒီ subject ဒီ subject ကဘာလဲဆိုအလန့်ဖြည့်မှာ complement နေရာမှာဘာဖြစ်နိုင်လဲဆို noun လည်းဖြစ်နိုင်တယ် don နဲ့အဆုံးနဲ့ adjective လည်းဖြစ်နိုင်တယ် နောက်ခါကျတော့ average ရဲ့ပါမယ် average ကကျတော့ဘယ်အချိန်မှာဖြစ်တာလဲဒါမှမဟုတ်ရင်ဘယ်နေရာမှာဖြစ်တာလဲပြီးတော့ဘာအကြောင်းကြောင့်ဖြစ်တာလဲမန္နာဆိုရင်ဘယ်လိုဖြစ်တာလဲဆိုပြီးတော့ထပ်ပြီးတော့ဒီရှေ့ကစာကြောင်းတစ်ကြောင်းလုံးပေါ့နော်အဲ့ဒါကိုနောက်ထပ်ပြီးတော့ information လို့ခေါ်တဲ့အချက်လက်ထပ်ထည့်ဖို့အတွက်တုံးတဲ့ average လေးပါမယ်ဆိုတော့ဆရာကဘာလဲရေးမလဲ subject ရေးမယ်ပြီး linking verb ရေးမယ်ပြီးရင် compliment နောက်မှ edit ရေးမယ်ပြီးဒါလေးကိုရေးမယ်ဒါဟိုမှာရှိတဲ့ဟာလေးကိုစမ်းပြီးရေးကြည့်မလားရေးကြည့်ပါ vocabulary ခက်လို့ပဲဖြစ်ဖြစ်အထားသူလေးမတီးပဲဖြစ်ဖြစ်မှားတာလေးတွေလည်းရှိနေနိုင်တာပဲမှားလိုက်ခါကျရင်စိတ်သက်မကြဘဲနဲ့ဟောငါဒီနေ့ငါနောက်ထပ်အသစ်တွေထပ်တည်သွားပြီလို့ပဲမှတ်ရမယ်ပေါ့နော်ကဲဟုတ်ပြီခါလေးပြတ်ပြီးရေးကြည့်ပါဒါဆိုရင်ဆရာရေးပြီးဒီလိုယူဆလိုက်တော့မယ်။ကဲ subject ငါမဟုတ်ဘူး။ငါသမီးဆိုတော့ဆရာဘယ်လိုရေးလဲဆိုရင် my daughter ။ဟုတ်ပြီဒါ subject ပြီးသွားပြီ။ my daughter နော်။နှလုံးသွင်းမှာ ငါဆိုရနေမှာငါအီဆိုတာမြုပ်ထားတဲ့အတွက်ကြောင့်မိုင်းဒေါ်လာလေးလိုက်တာဆက်တက်ပြင်ဘက်ကိုသွားမယ်တိတ်ဆိတ်တယ်တိတ်ဆိတ်တာအင်္ဂလိပ်လိုလုပ်ဖော်ဆိုရင် quiet လို့ခေါ်တယ်တိတ်ဆိတ်တော့ adjective complement adjective adjective ဒီတော့ though ဒီဖြောင်းဒီရှိမှာတစ်ခုထည့်ပေးရမယ်ဘယ်လိုပဲဆိုရတဲ့ကြောင့်ဆိုအမစ်စာပဲထည့်ပေးရမယ်ပုံမှန်ဆိုတော့ is ထည့်လိုက်မယ်တယောက်ထည့်ဆိုတော့ the media လဲဆိုတော့ is ထည့်ရတယ် my daughter is quiet လာပြီ ever be ထည့်ထည့်တယ်နေရာလေးဖဲနေရာလေးမှာလဲကျောင်းမှာကျောင်းမှာဆိုလို့ရဆို at school အဲ့တော့ my daughter is quiet at school အလိုရေးရတာမဝိုင်လေတိသွားလို့မှတ်သူကသူတို့ရဲ့မျိုးလုံးထဲမှာသူရဲ့ကြောင်းတရားပါဟုတ်ပြီ subject သူဒီဆိုဒီပေါ့သူတို့ရဲ့မျိုးလုံးထဲမှာသူရဲ့ကြောင်းတရားသူရဲ့ကြောင်းတရားဆိုတာကိုအင်္ဂလိပ်လိုခေါ်လဲဆိုရင် a hero လို့ခေါ်နော် a hero ဟုတ်ပြီဒီကြိုင်းမှာဗာလေးလို့နေလဲ link ever ဆက်ပေးမဲ့ဗာလေးလို့နေလဲယူယူပဲသူရဲ့ကြောင်းတရားဖြစ်သည်ဆိုတဲ့ဘောပဲဖြစ်တဲ့တရား a message လေးပဲတော်လဲမယ် he is a hero သူတို့ရဲ့မျက်လုံးထဲမှာဒါလည်းအရန်လွယ်တယ်။အင်းသူတို့ကြီးဆိုတာဒဲရဒီဒဲရလေး history hour တွေကိုမကြွမ်းကျင်တော့ဒီရှိရစီးမှာဆရာတင်ထားတဲ့အင်္ဂလိပ်စာအောက်တက်ချင်ဖို့ရ30ကိုရင်ကြည့်ဒါဆိုရင်ဒါတိပါပြီ။အင်းဒဲရမျက်လုံးကအများဆို I မှာ S ထက်အဲ့တော့ he is a hero in their eye သူဒီနေ့ပင်ပန်းနေပုံပေါ်တယ်။ subject သူဒီဆိုဖီပေါ့။ subject ပြီးနောက်ဆုံးသွားပင်ပန်းတာပင်ပန်းတာအဲ့လို adjective ကထားရလို့ခေါ်တယ်။သူဒီနေ့ပင်ပန်းတယ်ဆိုရင်ဒီမှာ linking ဘက်ကို is နဲ့ပဲတော့လဲ။ ဒါပေမဲ့ဖုံးပေါ်တယ်ဒါလေးပါလိုက်ဒါကြောင့်ဆိုတော့ allocate လုပ်ပြီးထည့်တယ်ဒါလေးလက်ကင်းပါပဲ attitude နဲ့ subject ကိုဆက်ပြီးထားပဲဒါပေမဲ့တခုကင်းလို့ယူစားရတဲ့ကြောင်းဒီကောင်ဘဝန်းအနေနဲ့သုံးလာဖြစ်ပြီးတော့ s လေးထည့်ပြရတယ်ဒီသဘောတရားလေးကိုသိချာသိအောင်လေအင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ရ30 series လေးက D1 2 3လေးတွေကိုတွားကြည့်လိုက်ဒါဆိုရင်ပို့ပြီးတော့အောက်ချခိုင်းပြီဆက်တဆင့်ချင်းတွေတက်လာကြတာကိုဟိုလိုက်တဲ့ series ရောက်လာပြီ the he looks tired ဘယ်တော့လဲထပ်ထည့်မယ် alpha view အချိန်လေးထည့်လိုက်ဒီနေ့ဆိုတော့ဒီနေ့ဆိုရင် today he looks tired today ယာဒီဥတုကခရီးစဉ်တွင်ပြီးပြည့်စုံခဲ့တယ်ဟုတ်ပြီယာဒီဥတုဆိုတာဆရာဘယ်လိုလဲဆိုရင် the weather ပြီးပြည့်စုံတာကိုဖေးကဘယ်လိုခေါ်လဲဆိုရင် perfect လို့ခေါ်တယ် perfect ဆိုတာလည်းပါပဲလို့ဆို adjective ပဲ adjective adjective ဆိုတော့တော့ဒီဖြစ်အောင်ဒီမှာတစ်ခုထည့်ပေးတယ်ချစ်လာလာလို့ဘာလို့ဖြစ်ပုံပေါ်တယ်လို့မဟုတ်ဘူးရိုးရိုးပဲဆိုတော့ i miss her ထည့်တယ်ဒါပေမဲ့တင်းစုံခဲ့တယ်ဆိုရင်အတိတ်ဖြစ်တဲ့လို့ကြောင့် i miss her မသုံးပဲ was ပဲအသုံးပဲ ဲ့တော့ the weather was perfect ခရီးစဉ်အတွင်းအတွင်းရောအင်္ဂလိပ်လို during လို့ခေါ်တယ် during the trip trips are ခရီးစဉ်ပဲเนาะအဲ့တော့ the weather was perfect during the trip ကားကအချိန်ကြာလာတဲ့အများစိတ်မချရဖြစ်လာကြတယ်ကားဆိုအင်္ဂလိပ်ဆရာတခါလို့လည်းတယ်ဖြစ်လာတယ်ဖြစ်လာခဲ့တယ်ဒါအင်္ဂလိပ်လို့ဆိုရင် became လို့ခေါ်တယ်သူ့ကိုလည်းဘာလို့သတ်မှတ်လို့ရတာဒါဘတူးเนาะဖြစ်လာမှာဖြစ်လာခဲ့တယ် became ဘာဖြစ်လာခဲ့တာလဲ စိတ်မချရာဖြစ်လာကြတာဒါ complement adjective ဒီကောက်နှမ်းဖြစ်တာဘယ်ကားလဲဘလို့ဖြစ်လာလဲကလဲစိတ်မချရာဖြစ်လာတာတလုံးမှတ်ထားမှာ reliable reliable ဆိုတာယုံကြည်စိတ်ချရဲဆိုတဲ့ကိုထွက်တယ် he is reliable ဆိုတော့ဒီကောက်ကစိတ်ချပါတယ်အဲသူများလုံးလုံးလို့ရတယ်အဲသူရှိမှာပါလေးထက်လိုက်ဆိုအဲလေးထက်လိုက် I'm reliable မယုံကြည်မစိတ်ချရာဖြစ်ရတယ် he is unreliable ပဲ he is unreliable သူကစိတ်မချရဘူးဆိုပြီးမှထွက်တယ်သူကကလည်းစိတ်မချရဖြစ်လာရင်စိတ်မချရဘူးလို့မပြောဘူးเนาะဖြစ်လာရလေးပါအောင်ဒီမှာ linking value ထည့်ထားတယ် bk the car bk unreliable a change လာတာနဲ့အမျှဆိုတော့မတုံးတက်တဲ့တခါတည်းမှတ်ပြီးတော့ကြက်လိုက်အဲ့ဒါလေးကတိသွားရင်เนาะပြီးသွားပြီလေ over time ဒါပါလဲဆိုရင်အချိန်ကြာလာတယ်အမြဒီနေ့မှာလဲ subject ရော linking effect ကို complement ကို adverb ရောပါတယ်စမ်းတဲ့လေးတွေကိုဆရာတိချောက်ပြခဲ့ပြီးဖြစ်တယ် နေတိုင်းပြန်ပြီး legitimate share ဟာလေးတွေပြန်ပြီးဖတ်မယ်ဒါဆိုနေတိုင်းလေးလာနေတဲ့လူတယောက်တော့မတက်เสียကြအောင်မရှိဘူးပုံမှန်လေးဆက်ပြီးလေးလာပါ Friday မှာ